မင်္ဂလာပါရှင်ခေတ္တ Television Channel မှာသတင်းများကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့အေယာဝတီတိုင်းတွင် AAPDF ပူးပေါင်းတပ်များနှင့်စစ်ကောင်စီတပ်တို့အကြားတိုက်ပွဲပြင်းထန်နေချိန်ရေကြီးနှင့်လေးမျက်နှာရှိကျေးရွာများကိုစစ်တပ်ကအကြမ်းဖက်တိုက်ခိုက်မှုပြည်သူ့ကိုဦးသေးဆုံးနေဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ် အေယာဝတီတိုင်းရေကြီးမြို့နယ်နဲ့လေးမျက်နှာမြို့နယ်ရှိကျေးရွာများကိုအကြမ်းဖက်စစ်တပ်ကလေကြောင်းလက်နက်ကြီးများဖြင့်တိုက်ခိုက်မှုဖြည်သူ၉ဦးသေဆုံးပြီး20ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း AYAPDF အမှန်29ပြူဟာက ပြောဆိုပါရယ်မေလ15ရက်နေ့မှာဇွန်လ30ရက်နေ့ထိရေကြီးမြို့နယ်အခြေဆိုင်အမတ340လီတက်စခန်းနှင့်ရေကြီးမြို့နယ်လေးမျက်နှာမြို့နယ်တို့ရှိအကြမ်းဖက်စစ်တပ်စခန်းများမှာစစ်ကောင်စီတပ်သားများက ပြည်သူများနေထိုင်သည့်ကျေးရွာများကိုလေယာဉ် drone lady ပရမိုတာလက်နက်ကြီးမီးလောင်ပုံးများဖြင့်ပြစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရပါသည်။အကြမ်းဖက်စစ်တပ်၏ပြစ်ခတ်တိုက်ခိုက်မှုအတွင်လေးမျက်နှာမျိုးနယ်ရှိလဲခုံကြီးရွာ၊စောပြရွာ၊ဂွေးရောက်ပင်ရွာ၊တုံတော်ရွာ၊ရှမ်းကွင်းရွာနှင့်စေတလုံးတောင်စီဒီအောက်ခြေတွင်နေထိုင်သောအသက်50နှစ်အရွယ်ဒေါ်ချိုမာဦးအသက်59နှစ်အရွယ်ဒေါ်မြင့်မြန်တန်း အသက်80နှစ်အရွယ်ဒေါ်စည်းကွမ်းအသက်45နှစ်အရွယ်ဒေါ်ခင်ဆန်းဝင်းအသက်10နှစ်အရွယ်မောင်အောင်ရဲသူ အသက်18နှစ်အရွယ်မောင်ချစ်ကိုကိုအသက်85နှစ်အရွယ်ဦးချင်းအသက်29နှစ်အရွယ်ဦးကျော်စင်ထက်နှင့် အသက်20နှစ်အရွယ်ကိုဖြိုးကြီးတို့တေဆုံးခဲ့ကြောင်းသိရပါတယ်။ထို့ပြင်အကြံဖတ်စစ်တပ်၏လေကြောင်းနတ်နတ်ကြီးများဖြင့်တိုက်ခိုက်မှုအတွင်လေးမျက်နှာမျိုးနယ်နှင့်ရေကြီးမျိုးနယ်ရှိကွင်းကြီးကျေးရွာအုပ်စုရွာတစ်ကြီးကျေးရွာအုပ်စုဝက်ကုံကျေးရွာအုပ်စုနှင့်ချင်းလေကျေးရွာအုပ်စုတို့မှပြည်သူ20ဦးလည်းထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရပါတယ်။ အေယာဝတီတိုင်းအတွင်းတော်လန်ရေးတပ်ဖွဲ့များကတိုက်ပွဲများတိုးချဲ့လာသည့်နှင့်အများစစ်ရေးအယရှုံးနေနေသောအကြမ်းဖက်စစ်ကောင်စီတပ်သည်တရေဘောဆန်စွာအယက်သားပြည်သူများကိုပြစ်မှတ်ထားတိုက်ခိုက်မှုများနေ့စဉ်နှင့်အမျှဇက်တိုက်ပြုလုပ်လာခြင်းဖြစ်ကြောင်းသိရပါသည် ထို့သောအကြံဖတ်စစ်ကောင်စီတက်ဤဆက်ဆုပ်ရွှန်ရှာပွဲလုပ်ရများကြောင့်အသက်အိုးအိမ်ပြည့်စည်ဆုံးရှုံးခဲ့ရသောပြည်သူလူထုများ၏မိသားစုများနှင့်ထပ်တူဝမ်းနည်းစိတ်မကောင်းဖြစ်ရပြီးပြည်သူလူထုအပေါ်ဆက်ရဇဝဲမှုကျူးလွန်ခဲ့သောအကြံဖတ်စစ်ကောင်စီအပေါ်အပြင်းထန်ဆုံးလက်တုံပြန်သွားမည်ဖြစ်ကြောင်း AYAPDF အမှတ်29ဗျူဟာကပြောဆိုထားပါသည်။ထုတ်ပြန်ချက်အတိုင်းပါပဲခမညာ။ အင်တာဗျူးဖြေချဖို့သဘောထားမှတ်ချက်ပေးဖို့မရှိသေးပါဘူးခင်ဗျာဟု AYA PDF အမှတ်29ဗျူဟာမှတာဝန်ရှိသူတို့ကပြောဆိုပါရယ်ရက်ခိုင်ပြည်နယ်နဲ့တိဆက်နေသောအေယာဝတီတိုင်းအတင်တွင် AA ကစစ်ကောင်စီတပ်စခန်းများကိုတိုက်ခိုက်နေပြီးတိုက်ပွဲများဖြစ်ပွားလျက်ရှိကြောင်းအရကတပ်တော် AA ကတရားဝင်သတင်းထုတ်ပြန်ထားပါရယ်ဆလဘီပုတ်ပြင်းနဲ့ပခုတ်ကူမျိုးနဲ့တွင်တိုက်ပွဲများဖြစ်ပွားပြီးစစ်တပ်ဘက်မှ6ဦးသေဆုံးနေဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ် တနင်္လာရီတိုင်းပုတ်ပြင်းမြို့နယ်ရှိဒေါ်လန်ရေးတပ်ဖွဲ့များဤစစ်စေးရေးဂိတ်ကိုလာရောက်တိုက်ခိုက်သောအကြမ်းဖက်စစ်တပ်နှင့်တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားပြီးစစ်ကောင်စီတပ်သားများထိခိုက်ဒေဆုံးမှုရှိကြောင်းကော်တောင်းခရိုင်အမှတ်၁တပ်ရဲမှတာဝန်ရှိသူတအူကသတင်းဌာနသို့ပြောကြားပါရယ်ဇွန်လ22ရက်နေ့နနက်6နာရီခန့်တွင်ပုတ်ပြင်းဘက်မှတက်လာပြီးပူဒါကျေးရွာတွင်အထိုင်ချနေသည့် AR 90ခန့်ပါအကြမ်းဖက်စစ်တပ်စစ်ကြောင်းနှင့်လင်းညာဘက်မှလာသည့် AR 40ကျော်ပါအကြမ်းဖက်စစ်ကောင်စီတပ်သားများသည့် ချောင်းမွန်ကျေးရွာနှင့်ဝါတီကျေးရွာအကြားရှိတော်လန်ရေးပူပေါင်းအဖွဲ့၏စစ်စေးရိတ်ကိတ်ကိုနှစ်ဖက်ညှပ်၍လက်နက်ငယ်များဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရပါသည်။ရင်းတိုက်ခိုက်မှုအတွင်လက်နက်ကြီးလက်နက်ငယ်များဖြင့်အပြန်အလှန်ထိတွေ့တိုက်ပွဲမိနစ်30ခန့်ဖြစ်ပွားခဲ့ပြီးတော်လန်ရေးပူပေါင်းတပ်ဖွဲ့ဝင်များအထိကိမ်းရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းထို့ပြင်ရင်းနှီးနက်နက်စင်နာရီခန့်တွင်တော်လန်ရေးပူပေါင်းတပ်ဖွဲ့များကဒုတိယအကြိမ်လက်နက်ကြီးလက်နက်ငယ်များဖြင့်ထပ်မံတွားရောက်တိုက်ခိုက်ခဲ့ကြောင်းသိရပါသည်။ ထိုတိုက်ခိုက်မှုအတွင်အကြမ်းဖက်စစ်ကောင်စီတပ်သားများထိခိုက်ဒေဆုံးမှုရှိပြီးအရေးအတွက်ကိုအတိပြုနိုင်ခြင်းမရှိသေးကြောင်းတိုက်ပွဲအတွင်တော်လန်ရေးရဲပေါ်များအထူးကိမရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါတယ်။အဲ့ဒီတိုက်ခိုက်မှုနှစ်ကြိမ်လုံးမှာစစ်ကွေးကထိခိုက်ဒေဆုံးမှုရှိပါတယ်။ဒေဆုံးမှုအရေးအတွက်ကိုတော့ကျွန်တော်တို့ဆက်လက်စုံစမ်းနေပါတယ်ဟုကော်တောင်းခရိုင်အမှတ်၁တပ်ရင်းမှတာဝန်ရှိသူတဦးကပြောဆိုပါတယ်။အဆိုပါတိုက်ခိုက်မှုက KNL တပ်ရင်း203၊တပ်ခွဲလင်း၊ကော်တောင်းခရိုင်အမှတ်၁တပ်ရင်း၊တပ်ခွဲနှင့် SOF တပ်ခွဲ PDF ဘုတ်ပြင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပါကာဖာ Flying Star 4နဲ့ဘုတ်ပြင်းမြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့တို့ကပူးပေါင်းလှုံ့ဆော်ခဲ့ကြောင်းသိရပါတယ်အလာတူမကွေးတိုင်းပခုတ်ကူတရားတမထွက်လာခဲ့သည့်ရိတ်ခါပိုစစ်ကြောင်းနှင့်ကမ္မရဲစခန်းကိုရော့ကတ်တို့ဖြင့်တိုက်ခိုက်ရာစစ်သား6ဦးသေဆုံးကြောင်းဗမာတီလက်နက်ကြီးပျောက်ကြားတပ်ဖွဲ့မြိုင်မှတာဝန်ရှိသူတို့ကသတင်းဌာနသို့ပြောကြားပါရသည် ဇွန်လ29ရက်နေ့နနက်10:30မိနစ်ခန့်အချိန်ပခုတ်ကူတရတက်မှထွက်လာသည့်ရိတ်ခါပိုအကြမ်းဖက်စစ်တပ်စစ်ကြောင်းနှင့်ကာမရဲစခန်းတို့ကိုရော့ကတ်များဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းထိုတိုက်ခိုက်မှုတွင်ရဲစခန်းအတွင်ရော့ကတ်နှလုံးကျရောက်ပောက်ကွဲခဲ့ကြောင်းအရှိတ်ဘန်ကာတွင်လည်းရော့ကတ်တစ်လုံးကျရောက်ပောက်ကွဲခဲ့ပြီးအကြမ်းဖက်စစ်ကောင်စီဘက်မှထိခိုက်သေးဆုံးမှုရှိကြောင်းသိရပါသည်။ အကြံဖတ်စစ်ကောင်စီကအထိနာသဖြင့်60မမလက်နက်ကြီးလေးလုံးဖြင့်ပြန်လည်ပစ်ခတ်ခဲ့တော်လဲတော်လန်ရေးတပ်များဘေးကင်းကြောင်းသိရပါတယ်။ဇွန်လ28ရက်နေ့ကလည်းရော့ကတ်များဖြင့်စစ်တပ်ကိုခုနှစ်ကြိမ်တိုက်တိုင်းတိုက်ခိုက်ခဲ့ပြီးအကြံဖတ်စစ်ကောင်စီတပ်သား6ဦးသေဆုံးက2ဦးဒဏ်ရာရကြောင်းအဆိုပါတိုက်ခိုက်မှုကိုနေကန်ပကဖများကိုစုံကြည်အဖွဲ့ PLC အဖွဲ့ဖာမတီအဖွဲ့တို့ကပူးပေါင်းကလှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။ ဆက်လက်ပြီးအင်ကပူမြို့နယ်အတွင်းရှိကြေးရွာအချို့ကို AA နှင့်ပူးပေါင်းတပ်ဖွဲ့များသိမ်းပိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။အေယာဝတီတိုင်းအင်ကပူမြို့နယ်ရှိဘေပြားကုန်းနှင့်စာစီကုန်းကြေးရွာများမှာစစ်ကောင်စီစခန်းများကိုအရက်ကတပ်တော် AA နှင့်ပူးပေါင်းတပ်ဖွဲ့များကသိမ်းပိုက်လိုက်ကြောင်းသိရပါတယ်။ စစ်ကောင်စီတပ်ဖွဲ့များတက်ဆွေးနေသည့်ဘဲပြားကုန်းနှင့်စာစီကုန်းကြီးရွာများမှစကန်တို့ကိုဂျမန်နီစွန်29ရက်ညနေပိုင်းတွင် AA နှင့်ပူးပေါင်းတပ်ဖွဲ့ကတင်ပိုက်လိုက်ပြီးလက်နက်ခဲယံအများပြားရရှိကြောင်းသိရပါသည်။နေမြေရှင်းလင်းပြီးမှစကားစာစစ်ကောင်စီအလောင်းတွေအစုလိုက်အပုံလိုက်တွေ့ရပါသည်။လက်နက်တွေလည်းအများကြီးရလိုက်ပါတယ်ဟုစစ်ရေးသတင်းရင်းမြစ်ကသတင်းဌာနကိုပြောကြားပါသည်။စစ်ကောင်စီသည်တိုက်ပွဲဖြစ်ပွားနေသည့်အစုပါကြီးရွာများကိုဂျမန်နီနယ်နက်ပိုင်းတွင်လေကြောင်းမှခုခံတိုက်ခိုက်ခဲ့ပြီးညနေပိုင်းတွင်တော်လှန်ရေးတပ်ဖွဲ့များကတင်ပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။ စစ်ကောင်စီ၏လက်နက်ကြီးပစ်ခတ်မှုနှင့်လေးကြောင်းတိုက်ခိုက်မှုကြောင့်စာစီကုန်းရွာမှနေအိမ်ထက်ဝက်ခန့်မီးလောင်ပျက်စီးသွားကြောင်းသိရပါရယ်။ရမန်နီနယ်နယ်ပိုင်းတွင်ဘကိုးတိုင်းအနောက်ချမ်းပရောင်းတက်နယ်ထဲမှစစ်တုံးထရက်ကားနှစ်စီးအပြည့်လက်နက်ငယ်ကြီးစံတစ်တာများကိုပသိမ်မုံရွာလမ်းအတိုင်းအေယော်ရီတိုင်းဘက်သို့ထွက်ခွာခဲ့ကြောင်းဒေသခံများထံမှသိရပါရယ်။ကြောက်ဖူးအခြေဆိုင် အမှတ်9ကောက်ွယ်ရေးပစ္စည်းဆက်ယုံ ကပါစာကုန်းမှလက်နက်ငယ်ကြီးစံများကို ကွင်းကောင်အင်ကပူဘတ်တို့တွားရောက်ပေးဝေခြင်းဖြစ်ကြောင်းသတင်းရင်းမြစ်ချမ်းမှသိရပါတယ်။တက်လက်ပြီးစစ်တပ်ကအင်အားအဆမတန်တုံး၍မိုးပြဲမြို့အတွင်ထိုးဖောက်လာ၍မြို့တွင်ရှိအ धिक မိန်လမ်းမကြီးကိုဖိသူများလုံးဝအသုံးမပြုရန်ရှမ်းတောင်ကရင်နီတပ်ပေါင်းစုကတတိပြေးတယ်ဆိုတဲ့သတင်းကိုထင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။ရှမ်းတောင်နဲ့ကရင်နီပြည်နယ်အဆက်ရှိမိုးပြဲမြို့အတွင်သို့စစ်ကောင်စီတပ်ကအင်အားအဆမတန်တုံး၍ထိုးဖောက်ဝင်ရောက်လာခြင်းကြောင့်ပြည်သူများအနေဖြင့်မိုးပြဲမြို့ရှိအ धिक မိန်လမ်းမကြီးအား လုံးဝဖြတ်တန်းသွားလာခြင်းမပြုရန်ရှမ်းတောင်ကရင်နီတပ်ပေါင်းစုကယနေ့ညတွင်သတိပေးထုတ်ပြန်ထားပါသည်။အ धिक လမ်းမကြီးကိုပြည်သူများလုံးဝအသုံးမပြုရန်အပြင်မိုးပြင်းမြို့အနီးနားရှိကျေးရွာလူထုအနေဖြင့်စစ်ရေးသတိဖြင့်သွာလာနေထိုင်ကြရန်လည်းတိုက်တွန်းထားပါသည်။မိုးပြင်းမြို့ကိုပြန်လည်သိမ်းပိုင်နိုင်ရန်ထိုးစစ်ဆင်နေသော စစ်ကောင်စီကိုရှမ်းတောင်ကရင်နီတပ်ပေါင်းစုကလာပေါင်းများစွာအပြင်းထန်တိုက်ခိုက်ခုခံနေခြင်းဖြစ်ပါသည်။ ရှမ်းတောင်ကရင်နီတပ်ပေါင်းစုတွင်ကရင်နီအမျိုးသားများကောက်ွက်ရေးတပ် KMTF DMO Local PDF ရှမ်းတောင်ပြူဟာတင်မိုးပြဲ Local PDF နှင့်ကရင်နီပြည်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် KPLA တို့ပါဝင်ပါတယ်။မိုးပြဲအခြေအနေကတော့နောက်ဆုံးအဆင့်မဟုတ်သေးပေမဲ့အဆုံးဖြတ်ဖြစ်လာမယ့်အဆင့်ထိရောက်နေတယ်။စကားစကားအင်းအားရနဲ့ချီကိုတုံးပြီးတက်လာတာလေရင်တွေလည်းပါတယ်ဟုမိုးပြဲမျိုးရှိစစ်ရေးတရင်ရင်မြစ်ကတရင်ဌာနတို့ပြောကြားပါတယ်။ကရင်နီတပ်ပေါင်းစုက2023ခုနှစ်နှစ်ကုန်ပိုင်းတွင် ခမရ422မှာအပါမိုးပြဲမျိုးနဲ့မျိုးရှိစစ်တပ်စိတ်ခမ်းများကိုတိမ့်ပိုက်ထိန်ချုပ်ထားသည်စစ်တပ်ကမြို့ကိုပြန်သိမ်းနိုင်ရန်စစ်ကောင်စီတပ်က2024ဒီဇင်ဘာလမှစ၍ထိုးစစ်ဆင်နေခြင်းဖြစ်သည် မိုးပြဲမြို့မြောက်ဖက်ချမ်းဤနှစ်မိုင်ကျော်အကွာရှိမြို့ဆောင်တန်းခမရ422မှာတဆင်မြို့တွင်းသို့ဖွင့်ရောက်ရေးအတွက်စစ်ကောင်စီသည်အင်အား900ထက်မနည်းအသုံးပြုလျက်ရှိကြောင်းခရင်နီပူပေါင်းတပ်တာဝန်ရှိသူများကပြောထားသည်စစ်တပ်ကလေကြောင်းမစ်ဆိုင်တို့များနှင့်120မမလက်နက်ကြီးများကိုအများအပြားအသုံးပြုတိုက်ခိုက်ခဲ့ခြင်းဖြစ်သည် ဇော်လာ၁၄ရက်နောက်ပိုင်းကစ၍တိုက်ပွဲများမှာပုံမှုပြင်းထန်လာခဲ့သည်။မိုးပြင်းမျိုးအပြင်ကိုဖဲခုံအင်းအရှိတ်ချမ်းမှာပါစကစားနေ PNO ပြည်စုစစ်ရဲ့ထိုးစစ်ကိုထော်လန့်ရေးအင်အားစုတွေကရင်ဆိုင်နေကြတယ်။စစ်မျက်နှာနှစ်ခုစလုံးမှာကစစ်ကောင်စီဘက်ကအင်အား2000လောက်သုံးထားတယ်လို့ခန့်မှန်းရတယ်ဟုကရင်နီစစ်ဘက်သတင်းရေးမြစ်ကပြောဆိုပါတယ်။တိုက်ပွဲမဖြစ်ခဲ့စဉ်ကလူဦးရေ2000ကျော်နေထိုင်ခဲ့သောမိုးပြဲမြို့တီနေပြည်တော်သို့နိုင်ပိုင်းအတွင်ရောက်နိုင်သည့်ပင်လောင်းဖဲကုန်းမိုးပြဲလွှိုက်ကော်လမ်းပိုင်း